โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်မစ္စတာဘင် channel တဲ့ရနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့ကတော့ကျွန်တော်မိတ်ဆွေတို့ကိုချက်တာပင်စိမ်းချက်နီးကိုမျှဝေလို့မှဖြစ်ပါတယ်ချက်တာပင်စိမ်းချက်ဆိုပေမဲ့တကယ်တမ်းတော့ဟာဒါကျွန်တော်ကကျွန်တော်ကချက်တာနဲ့ပင်စိမ်းနဲ့ချက်လို့ချက်တာပင်စိမ်းချက်လို့ပြောပါတော့เนาะတကယ်တော့ဒါတူနာမည်အရင်ကဖတ်ကပါပေါ့เนาะဖတ်ကပါဆိုတော့ဝက်တာနဲ့ပင်စိမ်းနဲ့ချက်ရတာပေါ့เนาะဒါကျွန်တော်ဝက်တာမရှိလို့ချက်တာနဲ့ချက်တာမလို့ချက်တာပင်စိမ်းချက်ပေါ့ကဲကျွန်တော်တို့ဗီဒီယိုမှာပြန်ဆောင်ကြမယ်ဗျချက်တာပင်စိမ်းချက်ဖို့အတွက်ကျွန်တော်ပထမဆုံးလိုတာတော့ဒီကောင်ဟာ စက်သားရဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ဂျင်းတို့စက်တွန်နေရို့စက်တွန်ဖြူရောဒါတွေကထုံးစံအတိုင်းပဲပိုင်းလိုက်လိုက်ကြိုက်ပြလိုက်ရိုက်ချလိုက်ပေါ့နော်အာစက်တွန်တွေရိုက်ပြမယ်အဲစက်တွန်တွေရဲ့စက်တွန်ဖြူရိုက်ပြမယ်ပြီးရင်စက်တွန်တွေစက်တွန်တွေကိုလီးတဲ့အခါတိတ်တိတ်လေးမလီးဘဲနဲ့အဖက်နည်းနည်းကြီးကြီးလေးလီးမယ်ပေါ့နော်အဖန်နဲ့ကြီးကြီးလေးလေးမယ်ပြီးလို့ရှိရင်ကျွန်တော်ပယ်ဒီပယ်ဒီကိုအတောင်းလိုက်မထဲဘူးကျွန်တော်ငရုတ်တီးလေးကိုငရုတ်တီးဆင်းလို့ဆင်းပြီးတော့ထည့်မယ်နည်းနည်းထည့်ရရပေါ့နော်ကျွန်တော်တယောက်စာနှစ်ယောက်စာလောက်ပဲချက်မှာပါ ပြင်ကြက်တားကိုလည်းအကုန်လုံးမယူဘူးပေါ့နော်ကျွန်တော်နည်းနည်းပဲယူမယ်ပေါ့ဒါမနေ့ကဝယ်လာကြက်တားပေါ့နော်ကြက်တားကိုကြက်တားကိုကြတော့လေဒီဟိုအတုံးအတုံးတိ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 လေးလီးရပေါ့နော်အတုံးတိတိလေးလီးပြီးမှကြော်မယ်ပေါ့ခွက်ကြီးရရှိမှလာပိတ်နေရဲ့လို့တတိမထားမိလိုက်ဘူးပေါ့နော်ပြင်ကျွန်တော်ငရုတ်တီး2000တောင်းတောင်းလောက်ထည့်မယ်ပေါ့နော်အာငရုတ်တီး2000တောင်းတောင်းလောက်ထည့်မယ်ငရုတ်တီး2000တောင်းတောင်းလောက်ထည့်ပြီးလို့ရှိရင်တော့ အစိုင်းတော့ကဘာမှမဟုတ်တော့ကျွန်တော်ကိုဘာရာကိုရှောက်ထည့်ရအာအနီတော့ထည့်ရင်ရပြီမပါဝင်တဲ့ပစ္စည်းကတော့ဂျင်းပါမယ်ကြက်တွန်နေပါကြက်တွန်ဖြူပါမယ်မြုပ်တီးတော့ပါမယ်ဗောနော်ပြီးရင်ကျွန်တော်တို့ဒီဂျင်းကြက်တွန်နေမြုပ်တီးတွေကိုအရင်ပထမဆုံးစီတက်လိုက်မယ်ဗောစီတက်ပြီးလို့ရှိရင်လီးထားတဲ့ကြက်တာဗောနော်ကြက်တာအတုံးတတေးလေးကိုထည့်မယ်ပင်စိမ်းကိုတခါလဲထည့်စရာမလိုဘူးနော်ပင်စိမ်းကိုတခါလဲမထည့်နဲ့ပြီးရင်ပဲဒီတော့ထည့်ပြီးရင်ရေထည့် ရေရလည်းချက်တာချက်ဖို့လုံလောက်တယ်ဆိုရင်ရရပေါ့နော်အများကြီးထည့်ဆရာမလို့သူကရေဆက်ဆက်ကလေးချက်ရတယ်မျိုးဆိုတာလေဒါခဏလောက်တည်ထားပြီးချက်တာနည်းနည်းလောက်ချက်လောက်ပြီးထင်လို့ရှိရင်ကျွန်တော်စားထည့်မှာပေါ့နော်ဟိုအရင်မဲမဲနဲ့အားတော့ကျွန်တော်တို့ဒီအာပဲငံပြာရေလို့ခေါ်တယ်ပေါ့နော်ပဲငံပြာရေခေါ်ပဲငံပြာရေနဲ့ထည့်မယ်စားတစ်စုံချုံမုံတစ်စုံတကြားကြိုင်တကြားထည့်ပေါ့နော်ကျွန်တော်မြန်မာတွေရောအများဆုံးဖြင့်တကြားမစားကြပါဘူးဒါပေမဲ့ဒီမှာတော့ဘာချက်ချက်တကြားထည့်မှချက်ကြတယ်ပေါ့နော် အကောကိုကိဒါကျက်လောက်ပြီးပေါ့နော်ကျက်လောက်ပြီးအရေရလဲအနေတော်လေးဖြစ်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့အာပင်စိမ်းကိုထည့်မယ်ပေါ့နော် ပင်စိမ်းကိုထည့်ပင်စိမ်းကိုတခါတည်းထည့်လို့ရှိရင်လေတူကဒါအကြီးဟွာနွမ်းတော့မှဆိုလို့လေပင်စိမ်းနည်းနည်းစိမ့်စိမ့်လေးတော့ပဲလိုချင်တာမို့လို့ပင်စိမ်းကဒါအကြီးကျက်ဆရာမလို့လေနော်နည်းနည်းနွမ်းတော့ဆိုရပြီကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်ဖက်ကဖောက်လို့ခေါ်ရတာရပြီပေါ့နော်ကျွန်တော်တော့ဒါဖက်ကဖောက်အစင်မဟုတ်ဘူးပေါ့နော်အတုပေါ့ဘာလို့ဆိုတော့ဝက်တာနဲ့ပဲကျက်တာနဲ့ချက်တာလာမလို့ပေါ့နော် ဟဲ့ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါရကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ရသေးဘူးဆိုတော့ like and subscribe လုပ်ထားပေးခဲ့ကြပါဦး